ပြောကြတာပေါ့ကနင်းနေပါပါတော့ဟာတွေ့ချင်းနေတာဒီလားဟာတွေ့ချင်းနေဆိုတာအကူကကြတော့ဒီဒုံစန်းစုစီနားမှာလည်းหนีခဲ့တယ်ဟာကျွန်တော်တို့ကကျွန်တော်အလုံနဲ့ကျွန်တော်အဲ့ချိန်မှာရှုပ်နေတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အကူကတိရတယ်အများကြီးပဲအကူကအန်ဒီယအကူအသက်ဆက်ဆက်လဲကြုံပြီဆိုတော့ဒီအဲ့ဒီအချောင်းနေတယ်အကူဒီကတိချင်းတာပေါ့ဟုတ်တယ်ကျွန်တော်လည်းဒီဒီမိအကြောင်းစဉ်းစားမိစဉ်းစားမိတိုင်းကအဲ့လိုလည်းမပြောဘူးတခါတည်းကြတော့ကိုကျင်းသာရှိတယ်လေ တရားထားတယ်ဒီအသေးရွယ်ကြီးရှိသေးကြောဘယ်လိုများနေရမလဲထိုင်မလဲစားမလဲတောက်မလဲပေါ့နော်အဲ့လိုမျိုးပေါ့ဗျာကျွန်တော်တို့ကဒီခါကျတော့အရန်ပူဝင်တော့ကကျောင်းလည်းမဟုတ်ဘူးဗျာတရားကြီးလုံးဟုတ်တယ်တကဘာလုံးကကျောင်းနေလူတွေရတယ်အခုဒီဟာကတော်တော်ကြီးကိုအမေပေါ်မှာထားတဲ့မေတ္တာတော်တော်ကြီးတယ်ဘာလဲဆိုတော့အမေကလည်းပြည်သူကိုမေတ္တာထားခဲ့တာလीဒါကြောင့်အပြန်အလှန်တွေပေါ့ကွာဒါကြောင့်မလို့လဲ ီကျွန်တော်တို့ဒုတိယကောင်ဆက်စကြည့်ရဲ့အခုဖြစ်နေတဲ့ကိစ္စတွေကိုကျွန်တော်ကတော့ပြန်နေပြောရင်တော့မင်းတို့ဒုတိယဖြစ်ခြင်းကြီးပြအေးဘောဒါမေအောင်လိုင်းတို့ဘက်ကလည်းပဲတချို့ဟာတွေကိုညာအမေပြောပြောတဲ့အဆိုမိတ်နေရှိတယ်ဗျသူနိုင်ငံတကာသွားလာတဲ့စီးရင်တွေမှာလည်းဖြစ်ဖြစ်ဒီရင်းမှာပဲဖြစ်ဖြစ်ဒီလူတို့ပြီးအတိတွေကတော်တော်ကြီးကိုမှတ်သားကြရအများကြီးပဲကျွန်တော်လည်းတက်နိုင်တော့ဒီအမေရဲ့ဝေယဝိဆာကိုတက်နိုင်တော့ အစောကလောက်ခဲ့လောက်ခဲ့ရတာတောင်မှကျွန်တော်တို့ကတချို့ဟာတွေကိုမှတ်သားထားတဲ့ဟာရှိတယ်။အင်းအဲ့ဒါလေးတွေကျွန်တော်တို့ကရင်ထဲမှာကြိတ်ဟိတ်ပြီးဘူးမလည်းပြောလို့မရဆိုလို့မရအဲ့ဒါကျွန်တော်တို့ကလည်းဟိုပြောမယ်ဆိုရင်တော့ဆိုရှယ်မီဒီယာတွေပေါ်မှာဆိုတာလေဒီဟာတွေကိုကျွန်တော်တို့ကတူတူသိမ့်နဲ့နေပြီးတော့ရှိခဲ့တဲ့အခါကျတော့ဒါတွေကိုပြောပြပေမဲ့ပြောလို့မရဘူးအဲ့တော့ငါးကုန်းနဲ့တွေ့ုံလေးတဲ့တချို့ဟာလေးတွေကို ခုနအခုပြောသလိုပေါ့ဗျာအမေရဲ့အတဲရွယ်ပိုင်ချားနဲ့ဖြစ်လာပြီဆိုတော့လေဒီလိုဟာလေးတွေကိုကျွန်တော်စဉ်းစားမိတော့လေးရှိတယ်ဗျာဒါလည်းပဲအမေရဲ့သဘောထားတွေပေါ့ဗျာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်ဝင်နေဒီမှာရန်ကုန်ရန်ကုန်တော်ဝင်ရန်ကုန်ကတော်ဝင်ဥစုမျိုးပေါ့ဗျာအဲအဲဥစုမျိုးအဲအဲ့မှာဥစုမျိုးတော်ဝင်နေဒီမှာလောက်ခဲ့တဲ့ပွဲပေါ့ဗျာအဲ့ဒါက25ရက်ဩဂတ်ကျွန်တော်2014လောက်ကအဲဝင်းကျင်လောက်က နောက်ဆက်တော့ပွဲဆိုလို့ရှိရင်အဲ့မှာတကယ်နိုင်ငံကျော်စာရေးဆရာကြီးပြတော်များများဟုတ်တာကြားလိုက်တယ်ကြားတယ်စာရေးဆရာကြီးကြပြဆရာကြီးအာကတုံးကတုံးဆရာကြီးဟုတ်တယ်အဲ့လိုရတဘာညာဘောပြဘာသာပြန်နဲ့ပါတာပေါ့အဲ့လိုတကယ်စာရေးဆရာကြီးကိုဖိတ်ပြီးတော့သူ့ရဲ့ဒီသဘောထားပေါ့ဗျာအဲ့ဒီမှာပြောခဲ့တဲ့စကားတကယ်ပြန်တော့ကျွန်တော်နည်းထားတယ်ဗျာအဲ့မှာပြောလိုက်တဲ့စကား ျွန်တော်တို့အရက်ခေါ်တော့အကိုကဘလို့ခေါ်မလဲကျွန်တော်တို့နာရတူတိရရေးရခဲ့တဲ့စာကိုအဲ့မှာအမေပြောခဲ့တာဟာကျွန်တော်လက်ဝါဒီစကားမျိုးအမေကဒီလိုတကယ်နိုင်ငံကျော်စာရေးဆရာကြီးရှိမှပြောရဲဆိုတာတတိသူ့ရဲ့တဘောလားအဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်အရက်ခေါ်ဆိုတော့ကိုကဘလို့ခေါ်မလဲသူတို့တယောက်ကောင်းမှုရာသည်တဘာတူမှာပြနေကြတာဓမ္မတာသည်ဆိုတဲ့ စကားလေဟာကျွန်တော်လည်းနေရီကသင်ပေးရတာကျွန်တော်အဲ့လိုပဲကြားခဲ့တာဒါမဲ့ဟိုနည်းနည်းပြည့်စုံအောင်လို့ဟိုအပြင်တော့သူဖုန်းထဲမှာကြာစာကြည့်တာကိုသူအဲ့ဓာတွေကဒီဘယ်လိုခေါ်မလဲတကယ်ဗျာဒီဒီအကြောင်းအရာနဲ့ပတ်သက်လို့ပြောထားလိုက်တဲ့ဟာတော်တော်ကြီးပြောလို့ရတယ်ကျွန်တော်လည်းအဲ့ဒါဗာလဲတော့ဒီစာထဲမှာရေးထားတဲ့ဟာတော့ဗာရေးထားတယ်ဆိုတော့သူဒီတယောက်ကောင်းမှုရောက်မှုတယောက်သူမှာပြိမ့်ကတာဓမ္မတာဒီရဲ့ ်ယောက်ကကောင်းမှုတို့ကိုတယောက်ကပြက်ပေးရမယ်ပြက်ပေးရမယ်အဲ့ဒါကိုဒုံဆက်စုတရားပါပဲဆိုတော့ကျမကလည်းမခံဘူးတစ်ဖက်ကကောင်းမှုတို့ကိုတစ်ဖက်ကပြက်ရမယ်ဆိုတော့သူလည်းမခံဘူးဘယ်လိုမျိုးသူလည်းကောင်းရမယ်ကိုယ်လည်းအဆင်ပြေရမယ်ဝင်းဝင်းပေါ့ဝင်းဝင်းစုတီးပေါ့အဲ့ဒါကိုသူကနှစ်ဖက်အပြန်လှန်တဲ့သူကနိုင်ဆောင်နိုင်ဆောင်ရဘူးပြပတ်ဆောင်ရမလဲဆိုရဟာကိုသူကအဲ့တော့ပြောတာဟာကျွန်တော်ကဟာအမိရဲ့သဘောသားမေတ္တာတရားကြီးမားလာပြီလားဆိုတော့ အဲ့ဒါ2014နော်อืมကျွန်တော်2014ကနေကျွန်တော်ဆန်းစားကြည့်တော့အနေဒီနိုင်ရ2016ကနေဒီမျိုးလေအနာမသိရင်အထိမျိုးရဆက်ဆံမှုကအေးဘောမေတ္တာတရားမေတ္တာတရားလေအစိုးဒီစစ်တပ်ကိုစစ်တပ်ကိုဘာမှဒီတကိုးလေးကိုနော်ဟုတ်တယ်နော်မေတ္တာထားပြီးတော့လက်တွဲခေါ်သွားတာခေါ်ပြီးတော့မှဘောဒီဖြစ်တယ်တော့တချို့ဒီတက်ကအရာရှိရဆိုလို့ချင်းဟာတကယ်အမေနဲ့ထိစပ်နေတဲ့ခါကြတော့အမေရဲ့ စေတနာတွေမေတ္တာမေတ္တာတရားတွေပြီးွားတဲ့ခါကျတော့ဟာအဲ့မှာဒီလိုလဲဒါဖြစ်ပြီးပူပေါင်းဆောင်ရလာတာပြောနေတာကဒီဟာကိုကျွန်တော်ကမက်ဆေ့ပေးခြင်းလာတာခုနပြောတဲ့သူဒီတယောက်ကောင်းမှုတွေဒီတစ်ပါးတစ်ပါးပြနေတာဓမ္မတာကြီးဆိုတာဒီလိုမေးအောင်လိုက်ကကိုရင်းတာတရားထားမယ်ဆိုရင်ဒေါ်ဆောင်သူကြီးတက်က80ကျော်ပြီဖြစ်ပေးတယ်လေလူပိတိပူပေါင်းဆောင်ရမယ်ဆိုလို့ရှိရင်ဟဲ့လားအဲ့ဒါပဲတကယ်စစ်မှန်တဲ့စီဇန်နဲ့မေးအောင်လိုက်လို့လို့နော် ဒေါန်လက်စုကြတော့ပြောစရာမလိုမဆိုရင်အဆင်ပြေတာပေါ့ဒါပေါ့ဟုတ်တော့အခုက၄နှစ်ကျော်၅နှစ်ရောက်လာဒီကောင်ဘာစေတနာမှလည်းမရှိဘူးအာနော်တကယ်စာတရားလည်းမရှိဘူးဒီကောင်လူမဟုတ်ဘူးဟုတ်လူမဟုတ်ဘူးကျွန်တော်ကအဲ့လောက်ထိပြဟိုပြောမယ်ကျွန်တော်ဒီဦးတန်းစီတက်ထက်တော့ဆိုရင်သူတို့အဲ့လားနိုင်ငံရေးမှာမပါဝင်ပြည်ကြီးဘူးဆိုရင်တော့မှလူကောင်းမှုရတင်တယ်နေအခြေချုပ်မှာထားတာဗျာ။ထောင်လဲဆိုတာခဏလေးပဲဟိုပါဖြစ်ပြီးတော့ဟုတ်လား။ သူ့မှာသူပြထားတာကျွန်တော်တို့ကထောင်နဲ့ရောက်တယ်ဗျာအဲအန်ဒီကနေအပြေကျုံမှာထားထားတယ်ဟုတ်တယ်နော်အင်းလေတုံးငင်ရှိပြီကျွန်တော်တို့နဲ့သူအဖမ်းခံရတာနော်ဟုတ်တယ်အဲအဲ့တော့ဗျာသူကခုနသဘောထားကိုအဓိကပြည်သူလူထုကလည်းခုနအဲ့ဒီစကားမျိုးတော့ကြားဘူးလေ။ကြားဘူးလေ။ကျွန်တော်လည်းကြားဘူးလေ။စာထဲမှာလည်းသင်ရတယ်။ဒါပေမဲ့တို့အန်တီပြောရတဲ့ခါကျတော့ကျွန်တော်လည်းပဲဆော့ဖြစ်တာပေါ့နော်။ဖြစ်တယ်။အစင်သက်လက်ခံခဲ့တဲ့သင်ကြားခဲ့တဲ့ကြပြားလေ။ဟုတ်တယ်။ဒါပေမဲ့ ဒုံစန်းသူကြီးကအတွေးခေါ်ကအဲ့ဒီလိုပြောလို့ပြလိုက်ကွာဒုံစန်းသူကြီးပြောတော့ဟုတ်ပါလားအင်းနော်မှန်ပါလားအဲ့တော့ဘာလို့ထိခိုက်သွားလဲသူတို့အဲ့လေဆိုလက်ထက်မှာအေးဘာမှမထိခိုက်ဘူးမထိခိုက်ဘူးလေဘာမှမတိုးတက်မှုရှိဘူးဒါပေမဲ့နိုင်ငံတကာအထုကိုအမေကနော်ခုနဒီ ITG လို့ပါလို့ဆိုပြီးနော်မှအမေသွားပြီးတော့ဒါနိုင်ငံရောလူရောထိမှဆိုလို့သွားပြီးတော့ကာဘာနဲ့လောက်ခဲ့ပြီးတော့ဆော်ပေးခဲ့တဲ့ပုံကပါအေးနော် ဲ့တော့ကျွန်တော်ပြောချင်တာဒီတော့ဒီနာနဲ့ဟိုနိုင်ငံမှာနှမ်းနေတဲ့လူတယောက်ကိုအခုဒီအချိန်မှာကျွန်တော်ဟိုထုတ်ပေးဖြစ်ချင်တယ်ဘယ်လိုလဲဘာလဲနောက်တော့ကြားလိုက်ဟုတ်တယ်ဟုတ်တယ်အခုပြည်သူတွေရာနဲ့နိုင်ငံတကာမှာကြီးလိုက်ဒေါ်ဆက်သူမွေးနေဆိုရင်လည်းတခြားကမ္ဘာကောင်းဆောင်နေတဲ့ဟုတ်တယ်ရှင်းကြည့်ရရင်တကယ်ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေရာနော်တကယ်ကမ္ဘာနဲ့လောက်တာကမ္ဘာနဲ့အနှံ့လောက်တာအဲ့တော့ဘယ်တိုင်းပြည်ဘယ်လူမျိုးမှာဘယ်ကောင်းအောင်မရှိခဲ့ဘူးဟုတ်တယ် ဲ့တော့ဒီလိုနိုင်ငံတကာမှာဆိုလဲအဖက်ဖက်ကနေအော်လာတော်ဆိုင်ထုတ်ပေးပေါ်နေရတာပဲကဲအဲ့ဒီဟာမျိုးထုတ်ပေးလိုက်ရင်ကျွန်တော်ပြောတာကနိုင်ငံရဲ့လက်ရှိအခြေအနေမှာသူတို့တစ်ဖက်ကမိတ္တတရားနဲ့တကယ်အစ်မဖြစ်ဘူးလို့လူတာပေါ့ဗျာဟာပေါ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါတော့ကုသန်းနေကုသန်းတော်ကြီးကျွန်တော်တို့ကတော့ဒီဟာနဲ့ပတ်သက်လို့အမေကိုလည်းကျွန်တော်ဉာဏ်တန်ကြမ်းမှမှာနဲ့ပဲကျွန်တော်ပြန်ထွက်လာတော့ ပြည်သူပြည်မော်နဲ့တောင်းတတယ်လို့ကျော်တော်လည်းမျော်လင့်နေပါဘာပေါ်မျော်လင့်တော့ပေါ့တညမမာနဲ့ပြန်နေလွမြောက်လာဖို့ပဲကျွန်တော်တို့ထူတောင်းတော့ပေါ့နော်ဟုတ်တယ်အခုကကျွန်တော်တို့ကလည်းထူတောင်းတော့လည်းလို့ဘာမှမလုပ်ပြီးနိုင်လေဟုတ်ပါတော့ online လုပ်နေတယ် online အတွက်ဆိုဘာလုပ်ပြီးနိုင်လဲဆိုတော့နည်းနည်းဟိုကိုယ့်ထဲကမင်းဘာဘာပဲထူပြီးနိုင်တယ်ဟာလာနောက်တစ်ခုကဒီထောက်ဖို့ထီလေးတဲ့ထိုးပြရတယ်နောက်တစ်ခုကကိုယ့်ဟာအခုကသတင်းလုပ်ငန်းလုပ်နေတော့ဒီတိုက်ပွဲသတင်းတွေ ကလာတဲ့နေဖက်ဒရယ်ကလာတဲ့နေအဲ့ဒါတွေကျွန်တော်တို့ဆိုတာလေးအဲတိုင်းသားတွေပြောတဲ့အတန်တွေပေါ့နော်ခေါင်းဆောင်တွေပြောတဲ့အတန်တွေကိုထုတ်ပြရတယ်အဲ့ဒီလောက်ပဲကျွန်တော်တို့ကလုံနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းကြီးနေပြီအဲ့ဒါလည်းပေါ်ပြီးတော့မဟုတ်ဘူးကကျွန်တော်တို့ကဘာလဲဆိုတော့အခုဆိုရှယ်မီဒီယာကိစ္စဆိုတော့ဘာလဲဆိုတော့ခုတန်းတော်လို့မီဒီယာဘက်ကပတင်းမျိုးတွေရတယ်ကျွန်တော်တို့ကဒါဘာလဲဆိုတော့ဟိုအားတစ်ခုပဲဟုတ်ဒီတော့မလုပ်နိုင်တာဘာသေးသေးဘာလဲဆိုတော့ အင်တာနက်လေးမြန်မရတဲ့နေရာကိုနိုင်ဘလာတော့ကျင်းွာသွားရင်တောင်မှဟုတ်တယ်ကျွန်တော်ကဘာကြီးမှာနောက်ကျကြံနေမှာပုံလားဖြစ်ဟုတ်တယ်ဟုတ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရာသမြအချိန်မှာကျွန်တော်တက်လာတဲ့သတင်းတွေကိုဖတ်တယ်ကျွန်တော်တို့တုံးတက်တယ်ကျွန်တော်တို့ကအဲ့ပုံစံလေးရတော့ဒီရာသမားတွေရောဘာတွေရောကျွန်တော်တို့ကအယူတင်ပါတယ်ဘာလို့ဆိုတော့ဒီဒီနိုင်ငံတကာမှာကသတင်းမီဒီယာအပြောင်းအလဲအများကြီးဖြစ်သွားနိုင်တာဟုတ်ဒါကြောင့်မို့ဒါတော့အဆက်မပြတ် ုံနားထောင်နေအဲ့ထက်မှအမျော်နေလုံးတည်းရတော့အမေလွတ်လာပြီပေါ့ဗျာကျွန်တော်ခေါင်းကလွတ်လာပြီဆိုတော့တည်းဟိုတော့ဒီကဘာတော့အလို့ကျင်းကျွန်တော်တို့ကဏ္ဍပဲကျွန်တော်တောင်းလာတယ်ဒါပဲအဓိကနိုင်ငံတစ်ခုပြည်ပြောင်းလဲဖို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကိုနိုင်ငံကြီးမှာခေါင်းဆောင်ကအရေးကြီးတယ်ဒါပေါ့ဒီခေါင်းဆောင်မှုကြတာဗမာပြည်မှာဒါရွှေပဲနော်အဲ့ဟိုမှာတခါလဲဒီကောင်ကြီးကလည်းထုံထဲမှာအကျဉ်းချထားတယ်ဆိုတော့သူတို့ရဲ့စေတနာပေါ့ဗျာဒါပေါ့နောက်တစ်ခုကိုစကားမဲ့ဆက် ဒီဒေါ်ဆန်းသူကြီးကအဲ့ဒီခုနကကြပြာကိုညှုတ်ပြီးတော့လीဟုတ်အဲ့ဒီအနန္ဒသူကြီးကအမတ်ကြီးကသူကမဲစာရောက်သွားတယ်ပေါ့ဗျာမဲစာမှာသူကအဲ့လွန်းလွန်းစူးစူးနဲ့အဲ့အလွမ်းကြပြာတွေပဲရေးနေတယ်နော်အဲ့ဒါလည်းအန်ဒီကမကြိုက်ဘူးပြောအဲ့ဒါဒီလိုဗျအဲ့ဒါကကျွန်တော်တို့ဟိုညကစာပေါ်လေးတစ်ခုမှာပေါ့ဗျာအဲ့မတိုင်ခင်လေးမှာအဲ့ဟာအမေရောဟိုကဘာပြောလဲဆိုတော့ဒီကြပြာကတဲ့ ငငယ်တုန်းကဒီကဗျာမိရထထုတ်တယ်ကောင်းတယ်တဲ့ရေးတယ်ကောင်းတယ်တဲ့နောက်ကျွန်တော်တို့စိုးလည်းကောင်းတယ်နောက်သာသာဒီကလုံးအထာရရစအစ်မတဲ့ကိုမြစ်လို့ပဲဘာဆရာကျွေးရကောင်းတယ်ပေါ့ဗျာအဲ့တော့ပြောတော့ပြောရပြောဗျာတော်ကြီးရပါမရအမမကြိုက်တော့ဘူးတဲ့ ဟုတ်ဘူးဖြစ်တယ်ပေါ့ကျွန်တော်တို့ကအိမ်တော့ပေါ့ဟုတ်တယ်လေရဲ့ तू ကမင်းလူပြီးတော့မှာ तू ကမူကြီးမှတ်ရအနေနဲ့ तू ကလောက်ခဲ့တဲ့ပုဂ္ဂိုလ်တော့ဖြစ်တယ်အခုခေတ်ဆိုဝင်းကြီးပေါ့အဲဝင်းကြီးပေါ့တော့ဒီမဲတာကလည်းယွာကတိတိလေးမဟုတ်ဘူးအကြီးဩကျွန်တော်မြကြီးလားကျွန်တော်ရှူသွားတဲ့လမ်းပေါ်မှာရှိတာဟုတ်မဲတာယွာအဲ့တော့အဲ့ဒီယွာကိုပို့လိုက်တဲ့ဟာ तू ကအဲ့မှာဘာတန်းတာလဲ အရင်တော့ကသူလူမျိုးမင်းလူမျိုးမှာနေခဲ့တယ်ထိုင်ခဲ့တယ်သူဘယ်လိုသူစီးရင်ခံလာခဲ့ရဆိုတော့သူကပြန်တန်းတာပါဗျာအမှန်ဆိုရင်သူရဲ့ပညာနဲ့သူ့ရဲ့အတွေ့အကြုံနဲ့တဲ့ဒီမဲကတောင်ကြီးရနေမှာပြုတ်ပြုတ်တက်မှုအနိုင်လို့ရတယ်တော့ပြီးလို့ရတာပေါ့နော်ဟုတ်တယ်အဲ့တော့ဘာဖြစ်လို့မလုပ်ခဲနဲ့ကြပြားတွေပဲဟုတ်ဟောဟာအဲ့ဒါလေကျွန်တော်ကဟာတော့ကမန်ဒီအတွင်းကြီးဗျာဟုတ်နော် ဟုတ်ကဲ့အန်ဒီကလေတော့တိုင်းပြည်တိုးတက်ရေးကိုပဲရှိရှိတယ်ဟုတ်တယ်เนาะအဲ့ဒါကိုသူရဲ့စိတ်စင်နာတွေမြစ်တာနဲ့ဘလို့ကောင်းတဲ့ပုံမလဲဘလို့လုံမလဲဒါပဲသူ့အတူရဟုတ်ကဲ့နိုင်ငံတကာနဲ့လည်းဘလို့ဆက်ဆံမယ်ငါတိုင်းပြည်ကောင်းဖို့ဘလို့လုံမလဲနော်ဟုတ်ဘူးဟုတ်ဒီနိုင်ငံတကာဒီမှာလည်းပဲဒါဒေါ်ဆက်ဖြစ်ကြည့်ကြကျွန်တော်တို့နိုင်ငံအဲ့ဒီဒီအလာရတဲ့အုပ်ချုပ်ဖွင့်လုပ်ပိုင်ခွင့်ရတဲ့အချိန်လေးပေါ့ဗျာ ဒါလည်းဒါလည်းအပြည့်မဟုတ်ပါဘူး။အဲ့ဒါတော့မှနိုင်ငံတကာတော့မှမြန်မာနိုင်ငံဆိုတာမပြည့်နေရဘူး။ဒေါ်ဆက်ကြည့်ဆိုရင်ဟုတ်တယ်။အဲဒေါ်ဆက်ဆိုတာလည်းမြူရမျက်နှာပြောင်းသွားတာ။ဟုတ်တယ်။ဘယ်နိုင်ငံလဲကျွန်တော်ဗမာနိုင်ငံသူမသိဘူး။ဒေါ်ဆန်းစုကြည်နိုင်ငံသူခါမှာမျက်နှာပြောင်းသွားလားတော့လက်ဆွဲလိုက်နှုတ်ဆက်ဟုတ်တယ်။အဲ့တော့ကျွန်တော်တို့အဲ့ဒီကာလမှာဘာဖြစ်ပြီးရောကျွန်တော်တို့မင်းတို့ကလှခဲ့ရပေါ့ဗျာ။ဟုတ်ပါလားလှခဲ့တာပေါ့။ဒါပေမဲ့အခုအချိန်မှာကြည့်ရကြည့်နိုင်ငံတကာမှာ ကျွန်တော်တို့ပတ်စုပြလိုက်တာနဲ့ဝန်ထမ်းအောက်ကြီးဝန်ထမ်းအစဆက်ဆံတဲ့ပုံစံတခြားအရှတော်မှဒါစင်ကာပူတို့ဘာလို့ညာလို့ဟာလားဒီတော့ကပြောရင်အင်ဒိုနီးရှားတော်မှကျွန်တော်ကမျက်နှာမပွင့်အဲ့တော့ဒါတွေရလဲပဲဘာကြောင့်ဖြစ်လာလာလဲဆိုတော့ခေါင်းဆောင်ကြောင်းခုနကပြောရင်ဒါပဲကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ကတော့တန်ဖိုးထားတယ်ဗျာဒီနော်တန်ဖိုးမထားတဲ့ဒီကောင်ကြီးစစ်စစ်ကောင်စီပေါ့ဗျာစစ်ကောင်မရှင်ပေါ့နော် ဒီကောင်ကြီးကသဘောထားမပြောင်းမချင်းရက်ဆက်နေမှာပဲဒီလားဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းပဲဒီတော်လိုင်းဘောကိုဂျန်စီလေတော်လိုင်းလုံးကြသူကလည်းဟလာမဖြစ်မနေမရမကအောင်မြင်လို့မှာပဲဒီအာနာရှင်အမြင့်ပြည့်ရင်ဟာဘလောက်ကောင်းလဲလုံးဝအကျဉ်းကြံမရှိစေအောင်ဒီအာနာရှင်စစ်အာနာရှင်ကိုတိုက်မယ်အဲကျွန်တော်တို့ကဝမ်းတာတယ်ဟလာဒီရောက်တာတဲ့လူတွေလည်းပဲကျွန်တော်တို့ပြေးလာတဲ့ကောင်ကိုကျွန်တော်တို့မှာအဲမတိုင်ရတာတဲ့ကောင်ကိုသူကြီးနဲ့ပဲကျွန်တော်တို့ ကူညီချက်တွေရှိတယ်ဒီနေ့ဒီလိုကျွန်တော်ကဘယ်လိုပတ်ဖို့ပြီးမလဲဘယ်လိုလူထမ်းပြီးမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတော့ကြားသပြီးတော့လုပ်ရပါတော့နော်ကျန်တဲ့လူတွေလည်းပဲလုပ်ကြပါတယ်ကျွန်တော်လည်းတချို့အပိုင်းတွေမှာလည်းဒီလူရဲ့ဥပပေါင်းပါဝင်မှုပေါ့ဒါကအေးတော်ထိုင်းလူဥဆောင်တဲ့ NLD ပါတီဆိုတာလည်းပဲဒါဒီလူရဲ့ထောက်ခံမှုဒါပေါ့အဲ့ဒါတော်ဆက်စုကြည့်ဒေသမှု ဒေါ်ဆက်စုကြည်ကိုသာဘလို့ပဲပြောသူ့ရဲ့ခုနပြောတဲ့ပညာအရေးချင်းအဲသူ့ရဲ့ဂုဏ်သိက္ခာသူ့ရဲ့ဖိနာသူ့ရဲ့မေတ္တာတွေကြောင်းလာလေဒူရီယာနဲ့ပါဖြစ်တယ်ဆိုတော့မဲဆိုတာလားချက်တဲ့အချိန်အနယ်တီဝင်ပြန်နိုင်ခဲ့တာကြီးရဲ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကုသတော်ကြီးသူ့အပိုင်းလေးညာတော့ဒီမဲရေကောက်ပွဲနဲ့ပတ်သက်လို့ဘသူကမဲဒိန်ပြီးဘသူကမဲခိုးခဲ့တဲ့ဆိုတဲ့အကြောင်းလေးတော့အဲကျွန်တော်တို့ မစားပြီးမှပဲထပ်ပြီးတော့ဆွဲလာကြပြောမယ်အဲ့ကြောင့်လို့လေကျွန်တော်ကမစိတ်ပြီးသူပေးနေပြီအေးကောင်းတယ်ကျွန်တော်တည်တာရှိတယ်အင်းပြောမယ်ကျွန်တော်